ကဲဒီတစ်ခေါက်တော့ကျွန်တော်တို့လေရန်ကုန်မြို့တစ်ဖက်ကဒလဘက်ကိုအလဲလိုက်သွားကြတယ်ဒလဘက်မှာဘလူတွေကလေးတွေပြတ်စီရတယ်များလဲဆိုတော့ကျွန်တော်လည်းတွေ့လက်ကြည့်လိုက်အောင်နော် ဒလားကရန်ကုန်ရဲ့တပကန်းမှာရှိတယ်ဆိုရင်နေမျိုးတစ်မျိုးရဲ့ငွေတက်ကိုအပြည့်ဝခံစားရတယ်ဗျ။နောက်ပြီးလို့ရှိရင်ထူးခြားတာကဒလားမျိုးမှာတက်နေပတ်သက်တဲ့အဟောင်းတွေဖြစ်စီအားအများအပြားအခုချိန်ထိစိုင်းနေနဲ့တွေ့နေရတော့မယ်။အဲ့ဒါကတော့ထူးခြားချက်တစ်ခုပဲ။ကဲအခုကျွန်တော်ဒလားကနေပြီးတော့တွန်တီးမျိုးနားမှာရှိတဲ့ဘောင်းတော်ချုပ်ကိုသွားမယ်။ဒီဘောင်းတော်ချုပ်ကိုဒလားကနေသွားမယ်ဆိုလို့ရှိရင်တော့ ဆိုင်ကင်နဲ့25မိနစ်လောက်စီးပြီးသွားတယ်။နည်းနည်းတော့ဝေးရတယ်။ဒါကတွန်တေးဘောင်းတော်ချုပ်အဝန်လမ်းဒီဝန်လမ်းကနေပြီးတော့လမ်းထိပ်ကနေဘောင်းတော်ချုပ်ဖျားကိုရောက်ဖို့ဆိုတယ်။လမ်းလျှောက်လို့လည်းရတယ်။ဆိုင်ကင်ကြီးလည်းရှိတယ်။လမ်းလျှောက်ကောင်းမယ်ဆိုရင်တော့10မိနစ်လောက်လမ်းလျှောက်ရတယ်။ဘုံတော်ကျုပ်ကိုရောက်တဲ့ဆိုရင်ပထမဦးဆုံးစတွေ့ရတာကဘုံတော်ကျုပ်ဆရာတော်ကြီးရဲ့ရုပ်ထုပဲ ီရုပ်ထုအားဆိုလို့ရှိရင်တကယ်ကိုတပ်ပေးပြီးတော့ကြီးကြီးကျယ်ကျယ်ကိုစောင့်လုပ်ထားတာတွေ့ရမှာဖြစ်တယ်ဗျ။အခုကျွန်တော်ကတတထာနာဘုရားကိုရောက်နေတာဗျ။ဒီဘုရားကဆိုလို့ရှိရင်အိန္ဒိယမှာရှိတယ်မဟာဗောဓိဘုရားကိုပုံလန်တူယူပြီးတော့စောင့်လုပ်ထားတယ်ပြောရတယ်ဒီဘောင်းတော်ကြောင့်နေမိလား အရင်တုန်းကတော့နေမီတစ်ခုလုံးကတတက်လွတ်နေပြီဗျဒါပေမဲ့အခုလက်ရှိအချိန်မှာတော့ဒီတတက်ဌာနဖရာဝင်နီးနာတဝိုက်လောက်ပဲတတက်လွတ်နေပြီဆိုတဲ့ဆိုင်းဘူးတွေ့ရတယ်ကဲအခုဒီနေရာမှာထင်ရှားတယ်ဆိုတော့မွေဖျားကိုသွားကြပါဗျာကျွန်တော်ကတော့ တတ်တဌာနအနေပြီးမွေဖျောက်လမ်းလျှောက်သွားကြတယ်ဗျ။ဆိုင်ကယ်နဲ့သွားမယ်ဆိုလို့ရှိရင်တထောင်တော့ပေးရတယ်။တိတ်လေးမွေတော့ကျွန်တော်ကတော့လမ်းပဲလျှောက်သွားကြတယ်။ဒါကမွေဖျောက်လို့နာမည်ကြီးနေတယ်မင်္ဂလာကံတော်ကြီးက။ကဲထဲမှာဘလူးလေးရှိတယ်ဆိုကျွန်တော်နဲ့တွေ့ကြည့်လိုက်အောင်နော်။ဒီမွေဖျားမှာက မွေးကောင်60ကျော်လောက်ရှိတယ်ဗျမွေးတွေကဒီတိုင်းပဲလွတ်ထားတာဆိုတော့မွေးကိုကြောက်တန့်ရင်တော့အဆင်မပြေဘူးဗျနောက်ပြီးမွေးတွေအားလုံးကဥဥဝင်နေဒီပြင်းမှာပဲဥချရလို့ကြားဘူးတယ်ဗျ ယ်အခုကျွန်တော်ကဘောင်းတော်ချုပ်ဖရားကိုဆက်သွားအောင်ဗျာဒီဘောင်းတော်ချုပ်ဖရားကိုလည်းကျွန်တော်ကလမ်းလျှောက်ပြီးသွားခဲ့တာဆိုင်ကစီးလေးရတယ်ဒါမှမဟုတ်ကုနာကမြည်ရတဲ့အတိုင်းသုံးမင်းတက်ကုလေးကြီးစီးသွားလေရတယ်ဗျာကဲဘလူရီရှိမင်းဆိုတော့လိုက်ခဲ့လိုက်ပါနော် ကဲအခုကျွန်တော်ကဆက်ပြီးကြိုက်ခူးကြိုက်ပါဖျားကိုသွားနေတာဗျာကြိုက်ခူးကြိုက်ပါဖျားကိုကျွန်တော်ကတော့လမ်းလျှောက်ပြီးသွားခဲ့ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာကဒီကြိုက်ခူးကြိုက်ပါဖျားကိုသွားမယ်ဆိုလို့ရှိရင်ဆိုင်ကယ်တောင်မှတုတ်တုတ်လေးစီးသွားရင်ပိုအဆင်ပြေရဲ့ဗျာ ကဲကျွန်တော်သွားခဲ့တာတွေကတော့ဒီလောက်ပဲဗျဒါပေမဲ့ဒလဆိုတဲ့နေရာကရန်ကုန်မြို့ရဲ့အနီးဆုံးမှာရှိနေပြီရန်ကုန်မြို့နဲ့လုံးဝမတူတဲ့လူနေမှုဘဝတစ်ခုကိုအမြန်ဆုံးထိတွေ့ခံစားနိုင်တဲ့နေရာတစ်ခုဗျနောက်ပြီးရန်ကုန်နဲ့တိတ်မွေးတော့နေချင်းပြန်ခီးတူလေးတွေထွက်မှာလို့ရှိရင်အေးအေးချမ်းချမ်းနဲ့သွားလည်လာလို့ရတဲ့နေရာတစ်ခုပဲလေအဲ့တော့ကျွန်တော်ကတော့ဒလသွားခဲ့တဲ့ခီးစဉ် တကယ်ကိုလှပတဲ့ယူခင်းတွေဒူနေမှုဘဝတွေတွေ့ရတယ်ဗျ။အဲဒီအတွက်ကြောင့်ဒီဒလခီးစဉ်လေးကကျွန်တော်တို့တော့ကောင်းမွန်တဲ့ခီးစဉ်လေးတစ်ခုဖြစ်ခဲ့တယ်ဗျ။